ားလို့မင်္ဂလာပါကောင်းချမ်းမှာကြပါရဲ့လားရှင်ဒီနေ့ဖို့ကတော့လီဖေရိုဟောတဲ့နေရာမှာပေါ့နော်အက်စထရိုလော်ဂျီဘိုင်းဘက်ကဖြစ်တဲ့ဇိုတစ်ဆိုင်နေပေါ့အဲ့ဒီဆိုင်နေနဲ့ဖေရိုနဲ့ဘလို့တွဲဆက်ပြီးတော့ဟောပြောလို့ရသေးတယ်ဆိုတာကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အနောက်တိုင်းလောကရဲ့အက်စထရိုလော်ဂျီပညာမှာဇိုတစ်ဆိုင်နေဆိုတာရှိတယ်ပေါ့နော် ပြောရရင်ယာတီဘွားတွေပေါ့ဒီ ကာလနဲ့ဒီကာလကြာမှာမွေးတဲ့လူတွေဟာဘာယာတိဘွားဒီကာလနဲ့ဒီကာလကြာမှာမွေးတဲ့လူတွေဟာဘာယာတိဘွားအဲ့လိုပုံစံမျိုးကိုလည်းသူတို့စီမှာရှိတယ်ပေါ့နော်အဲ့လိုယာတိဘွားတွေပုံစံမျိုးပေါ့ဆိုတော့အဲ့ဒီယာတိဘွားတွေဘယ်နှခုရှိလဲဆိုတော့ဆန့်တန့်ခုရှိတယ်အဲ့ဒီယာတိဘွားတွေရဲ့အကြောင်းကိုတော့ဆရာမနောက်မှတတ်တတ်ယာတိဘွားတစ်ခုချင်းစီရဲ့အကြောင်းတွေကိုတင်ပေးသွားမယ်ပေါ့နော် အခုကတော့ ဒီဗီဒီယိုထဲမှာတော့ဘာကိုပြောပြချင်တာလဲဆိုတဲ့အခါကျတော့ဒီ chero ဟောတဲ့နေရာမှာပေါ့နော်အဲ့ဒီယာတီဘွားတွေ ਨੇ တွဲဆပ်ပြီးတော့ဘလို့ဟောလို့ပြောလို့ရသေးတလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီယာတီဘွားတွေမှာဆိုလို့ရှိရင်သူကပထမအဆုံး Aries ပေါ့နော်ဒုတိယ Taurus အဲ့လိုမျိုးဆိုပြီးတော့ဆက်နေယာတီဘွားရှိရပေါ့နော် Aries ကြတော့သူက March 22ရက်ကနေ April 16ရက်နေ့မှာမွေးတဲ့လူတွေပေါ့ ဒီ Charles ကကြတော့ April 20ရနေ May 20ကြာမွေးတဲ့လူတွေပေါ့ဒါကတော့ဦးနောက်မှဒီတကတ်ချင်းစီရဲ့အကြောင်းလေးတွေကိုတည်တည်ချာချာပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဒီနေ့အဖိုးကတော့ဒါဥပမာအနေနဲ့ပဲပြောမှာဆိုတော့ Terror နဲ့တွဲပြီးဘယ်လိုဟောလို့ရတယ်ဆိုတာလေးကိုဥပမာပဲပြောပြချင်တဲ့အတွက်လောလောဆယ်တော့ဒီနှစ်ကတ်လေးကိုပြောပြမယ်ပေါ့နော်အဲ့တော့ဆီယမတို့ Terror တွေဟောကြတဲ့နေရာမှာကိုယ့်ရဲ့ client ကလာမေးတဲ့မေးခွန်းတွေပေါ့အဲ့ဒီမေးခွန်းတွေထဲမှာအခြေရေးတွေပါမယ် relationship နဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ပြီးတော့စီးပွားရေးတွေပါမယ်ငွေကြေးတွေပါမယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဥပမာအနေနဲ့အချီရေးနဲ့တွဲပြီးအရင် ပြောပြပေးမယ်ပေါ့နော်ဒီ zodiac sign တွေကို tarot နဲ့တွဲပြီးဘလို့ဟောလို့ပြောလို့ရသေးတယ်လဲဆိုလို့ရှိရင်ဥပမာအားဖြင့်ကိုယ်ကို tarot လာမေးပြီဆိုပါတော့မေးခွန်းက relationship ကြောင်းပေါ့နော်ဒီ client ကသူ့ရဲ့လက်ရှိ relationship မှာအဆင်မပြေတာတွေ ဖြစ်သူနဲ့အဆက်အသွယ်ပြတ်တောက်နေတာဒီအချီရေးမှာတစ်ဖက်သားရဲ့စိတ်ကားခြင်းကိုခံနေရတာဒီနောက်လူတယောက်တွေ့နေမတွေ့နေအဲ့ဒီပုံစံမျိုးတွေပေါ့နော်အဲ့ဒီမေးခွန်းတွေကိုလာမေးကြတဲ့အခါမှာပေါ့ကိုကထဲရိုတစ်ခုတည်းကိုအသုံးပြုပြီးတော့ပြောမယ်ဟောမယ်ဆိုလို့ရှိရင်ပေါ့နော်ပြီးပြည့်စုံတဲ့အဖြေမျိုးတွေကို ပြပြဝဝကောင်းကောင်းမွန်မွန်ပေးနိုင်ခြင်းနဲ့ဆိုရင်ဒီလိုတွက်ဆပြီးတော့အဖြေထုတ်တဲ့ နီးတွေကပို့ပြီးတော့ပြည့်စုံနေပေါ့နော်ထဲရိုရဲ့သင်္ကန်းစာတွေ reverse တွေနောက်ပြီးတော့ oracle တွေနဲ့တွဲဆက်ပြီးတော့အသုံးပြုတာတွေအဲ့ဓာတွေအပြင်ဒီလိုဇိုတိဆိုင်နေနဲ့ပါတွဲဆက်ပြီးတော့အသုံးပြုနိုင်နေဆိုလို့ရှင်ရေမေးလာသမျှမေခွန်းနိုင်ကိုကိုဟာပြီးပြည့်စုံအောင်ပေါ့နော်ပြည့်ပြည့်စုံစုံဟောကိုဟာအဖြေထုတ်ပေးနိုင်နေ အနေထားမျိုးတွေရှိတဲ့အတွက်ဒီဟာမျိုးတွေဟာတွဲဆက်ပြီးတော့အသုံးပြတာက ကိုယ့်အတွက်အသုံးဝင်တယ်လို့တော့ဆရာမကတော့ယူဆတယ်ပေါ့နော်ဒီချေရိုကိုကိုတကိုရေးစာသုံးမယ်ဆိုလို့ရှိရင်တော့ဒါတွေကတော့မလိုဘူးပေါ့နော်ကိုဘွားရဲ့အကောင်ဆိုးလေးတွေအတွက် ကိုတကိုရေးစာကြီးဖို့ဆိုရင်တော့ဒါတွေကတော့မလိုဘူးပေါ့နော်တကယ်လို့ညာကိုဟာ ဒီ professional အနေထားတစ်ခုနဲ့ပေါ့နော် terror reader တယောက်အနေနဲ့ရက်တီခြင်းနဲ့ဆိုရင်တော့အဖက်ဖက်ကပြည်စုံတဲ့အနေထားမျိုးပေါ့နော်ကိုဘဲဟာဘလို့မျိုးတွေဘဲဟာမျိုးတွေတွဲဆက်အသုံးပြုပြီးတော့အဖြေတစ်ခုကိုပြည်စုံကောင်းမွန်မှန်မှန်ကန်ကန်ထုတ်ပေးနိုင်တဲ့အနေထားထိရှိထားရင်တော့ဒါကကောင်းတယ်ပေါ့နော် reader တယောက်အနေနဲ့တော့ပို့ပြီးတော့ပြည်စုံတဲ့အဖြေတွေကို ထုတ်ပေးနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်အဲ့တော့အခုဆရာမပြောပြမှာကတော့ ether တွေကိုဇိုဒီဇိုင်းနေနဲ့ဘယ်လိုတွဲဆက်ပြီးအသုံးပြုမလဲဆိုရင်ပေါ့နော်ဥပမာအားဖြင့် relationship မှာသူတို့ရဲ့ relationship မှာ ပြဿနာတွေဖြစ်နေတယ်အဲ့ဒီပြဿနာတွေကိုပြည်လဲခြင်း ਨੇ ဘယ်လိုနီးလားနေသုံးရမလဲဆိုတဲ့အခါကျတော့ပထမဦးဆုံးကိုဟာဒီ relationship နဲ့ပတ်သက်တဲ့သူတို့ရဲ့ပြဿနာတွေကို ကိုကအဖြေထုတ်မယ်ပေါ့နော်ဆရာမရှေ့ရှေ့ဗီဒီယိုတွေမှာပြောခဲ့သလိုပဲပေါ့နော်ကတ်ချိုးနီတွေကတော့မျိုးစုံရှိတယ်။ lion လာမေးတဲ့မေးခွန်းတွေပေါ်မှာမူတည်ပြီးတော့ချိုးကျင်တဲ့ပုံစံချိုးလို့ရတယ်။ကတ်အရေးအတွက်ဘယ်လောက်ချိုးရမလဲ။ဘယ်လိုပုံစံချိုးမလဲ။အဲ့ဒီဟာတွေကတော့ကို့ပေါ်မှာပဲမူတည်တယ်လို့ပြောခဲ့ပြီးသားဆိုတော့ဒါကတော့ကို့ဘိုင်းနဲ့ကို့ပေါ်နော်။ ိုတော့ဒါကပြဿနာရဲ့အကြောင်းရင်းနေပေါ့နော်။ဦးနှစ်ဖက်ကြားပြဿနာရဲ့အကြောင်းရင်းနေဒါကကြတော့ပြဿနာကိုဘယ်လိုဖြေရှင်းနိုင်တဲ့အကြောင်းရင်းနေပေါ့နော်။ဆိုတော့ဒါကတော့ထဲရိုအနေနဲ့ပြဿနာရဲ့အခြေခံအကြောင်းရင်းနေပြဿနာကိုဘယ်လိုဖြေရှင်းမယ်ဆိုတဲ့အကြောင်းရင်းနေပေါ့နော်။အဲ့ဒီဟာကိုကိုက origate ကကလေးနဲ့အဖြေထပ်ပြီးတော့ထုတ်မယ်ပေါ့နော်။ ဆိုတော့ဆိုတော့သူတို့ရဲ့ပြဿနာရဲ့မူလအခြေခံအစားပေါ့เนาะမူလပြဿနာကဘာတွေဖြစ်တယ်လဲပြဿနာရဲ့ဖြေရှင်းနည်းပေါ့เนาะဒါကသူ့ရဲ့ပြဿနာပြဿနာကလေသူတို့နှစ်ယောက်စလုံးဟာတယောက်နဲ့တယောက်တဟဇာတာဖြစ်ဖို့လိုတယ် balance ဖြစ်ဖို့လိုတဲ့အနေအထားကိုသူကပြတယ်။နှစ်ဦးနှစ်ဖက်ညှိညီနိုင်နိုင်မရှိဘူး။နှစ်ဦးနှစ်ဖက်တဟဆာတာမဖြစ်ဘူး။အဲ့ဒီပုံစံนี่ကိုသူကပြနေတဲ့အနေအထားကိုရှိတယ်။ဒါသူတို့ရဲ့ဖြစ်နေတဲ့ပြဿနာရဲ့အနေအထားဒီ relationship မှာသူတို့မပြေလည်တဲ့အကြောင်းကတော့ဒီနှစ်ဦးနှစ်ဖက်တဟဆာတာမဖြစ်တာ။သဘောထားချင်းမတိုက်ဆိုင်တာ။အဲတယောက်နဲ့တယောက် ဒီအတွေးခေါ်အယူအဆတွေကအစား balance မဖြစ်တာအဲ့ဒီပုံစံမျိုးတွေကိုသူကပြနေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီဘက်မှာသူ့ရဲ့ဖြည့်ရှင်းနည်းကလည်းဒီအတိုင်းပဲဖြစ်နေတယ်ဘယ်လိုဖြည့်ရှင်းရမလဲ balance ဖြစ်အောင် ဖြည့်ရှင်းရမယ်ပေါ့နော်ညံ့ညတတဖြစ်အောင်ဖြည့်ရှင်းရမယ်ပုံစံအရာအားလုံးကိုချိန်ဆပြီးတော့ဖြည့်ရှင်းရမှာဒါတရားတို့တယောက်တည်းလုံးလို့မရနှစ်ဖက်ကိုညီမျှအောင်တဟဆာတာဖြစ်အောင် ဖြည့်ရှင်းနည်းကလည်းဒါပဲ သူ့ရဲ့ပြဿနာကလည်းဒါပဲပေါ့နော်အဲ့ဒီဟာကို तू ਆ ပြတယ်ဒီမှာက तू ਆ တော်ရီကီနဲ့ပြန်တိုက်တဲ့အခါကျတော့သူတို့ရဲ့ balance မဖြစ်ရခြင်းတဟစာတာမဖြစ်ရခြင်းရဲ့ပြဿနာအခြေခံဟာဒီဟာလေဖြစ်နိုင်နေဆိုတဲ့သဘောကို तू ਆ အဖြေထုတ်တယ်ပေါ့နော်တကယ်လို့ဒါသူတို့ဟာလက်မထရသေးတယ် single တွေဖြစ်မယ်ဆိုလို့ရှိရင်မိန်းကလေးဘက်ကပဲဖြစ်ဖြစ်ယောက်ျားလေးဘက်ကပဲဖြစ်ဖြစ်အိမ်တော်စုတစ်ခုကို တီတီတန်တန်ထူထောင်ခြင်းနဲ့အနေအထားမျိုးတွေတယောက်ကရှိတယ်တယောက်ကမရှိဘူး family life ကိုတယောက်ကလိုချင်တယ်တယောက်ကမလိုချင်ဘူးအဲ့လိုအနေအထားမျိုးတွေဖြစ်တဲ့ဒါကသူ့ရဲ့ပြဿနာရဲ့အခြေခံဆိုတော့သူကဒီလိုပုံစံကိုပြရတယ်ပေါ့နော်တကယ်လို့လက်ထပ်ပြီးသားအိမ်ထောင်တွေဖြစ်ခဲ့လို့ရှိလို့ရှိရင် ီကလေးလူချင်းတဲ့ကိစ္စတွေကလေးမလူချင်းတဲ့ကိစ္စတွေအဲ့ဒီပုံစံမျိုးတွေပေါ့နော်အဲ့ဒီပုံစံမျိုးတွေမှာသူတို့ဟာပြိပခါကြီးဖြစ်နေတဲ့ပုံစံမျိုးဒါသူတို့ရဲ့ပြဿနာရဲ့အရင်းမြစ်ကိုပြောတဲ့သဘောပေါ့နော်ညရလာတော့မသိဆိုတော့ပေါ့နော်ဒါဟာပြဿနာရဲ့အခြေခံနေတကယ်လို့ကိုယ့်စီမှာ relationship အနေထားနဲ့လာပြီးမေးခဲ့တဲ့အခါခုနဆရာမပြောတယ်လို့ပေါ့နော်ဒါဒီကတ်တွေအကုန်လုံးကို စုစည်းပြီးတော့အဖြေထုတ်နေတဲ့ပုံစံမျိုးပေါ့ဒီပုံစံမျိုးပေါ့ဒါကတော့နီလန်ပေါ့ဖြည့်ရှင်းရမယ့်နီလန်အနေနဲ့ကြတော့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်သဘောထားချင်းတိုက်ဆိုင်ဖို့သဟစာတာဖြစ်ဖို့နှစ်ယောက်သားပြည့်လဲအောင်ညှိယူဖို့ပဲလိုတဲ့အနေထားကိုပြတယ်เนาะအဲ့လိုမှမဟုတ်ရင်လဲသူတို့ရဲ့ relationship ကဒါကအချိန်မှန်တဲ့ relationship မဟုတ်သေးဘူးလို့ ြောတဲ့အနေအထားပေါ့နော်လမ်းခွဲရမယ့်အနေအထားမျိုး not the right time ပေါ့နော်အချိန်မှမဟုတ်သေးဘူး right person မဟုတ်သေးဘူးအဲ့လိုပုံစံဖြစ်နေနိုင်တဲ့အနေအထားပေါ့နော်ရွေးချယ်မှုဒီလူမဟုတ်သေးတဲ့ပုံစံမျိုး ဖြစ်ရှင်းလို့ကြတော့သူကညှိယူဖို့ကို ပြောတယ်ညှိယူဖို့မရနိုင်တော့ဘူးဆိုလို့ရှိရင်တော့သူတို့ရဲ့ relationship ဟာဒါ right time မဟုတ်သေးဘူးဆိုတဲ့ဟာမျိုးကိုသူက ပြောတယ်ပေါ့နော်ဒါပြဿနာရဲ့ဖြေရှင်းနည်းဥပေါ့ဒါကနာဒါကဆရာမဥပမာပေးတာပေါ့နော်တကယ်လို့ချယ်ရိုနဲ့အိုရာကေးကိုထွက်ဆက်ပြီးတော့ဒီလိုမျိုးဟောတဲ့အပြင်နောက်ထပ်ဘာထပ်ပြီးတော့တွဲဆက်ပြီးတော့ထဟောနိုင်လေခုနပြောတဲ့ဆိုတစ်ဆိုင်နေနဲ့ဘယ်လိုဟောနိုင်လဲဆိုတဲ့အခါကျတော့ဒီလာမေးတဲ့ client ရဲ့အမျိုးသမီးအမျိုးသားရဲ့ မွေးနေ့တက်ကြရပေါ့နော်အဲ့ဒီတက်ကြရပုံမှာကြည်ပြီးတော့ကိုဟာသူတို့ရဲ့ဘာယာတီဘွားလဲအမျိုးသမီးဟာဘာယာတီဘွားလဲအမျိုးသားဟာဘာယာတီဘွားလဲအဲ့ဒီယာတီဘွားတွေကဘာကိုပြလဲဆိုလို့ရှိရင် သူတို့ရဲ့ပင်ကိုဗီဇာတွေစရိုက်တွေနော် positive ဘက်ကဖြစ်မယ် negative ဘက်ကဖြစ်မယ်အဲ့ဒါတွေအကုန်လုံးသူတို့ကသူကပြတယ်ပေါ့နော်ပြတဲ့အခါကျတော့ ဘတ်ချက်တွေမှာဆိုလို့ရှိရင်တော့ပိုတိတာတယ်ပေါ့เนาะဒါပေမဲ့ဘတ်ချက်ကတော့တတ်တတ်ပေါ့ဆိုတော့အဲ့လိုသူတို့ရဲ့ယာတီပွားတွေမှာသူတို့ရဲ့ပင်ကိုဗီဇစရိုက်တွေအဲ့ဒီဟာတွေကဘာသူတို့ပြတဲ့အခါကျတော့ဒီဟာတွေကိုထက်တွက်ရင်ဥပမာအားဖြင့် Aries ဆိုလို့ရှိရင်ပေါ့เนาะသူ့ရဲ့ opposite sign က Libra ပေါ့เนาะဆိုတဲ့အခါကျတော့တကယ်လို့ဒါ relationship မှာ ြက်တနာဖြစ်နေတဲ့သူ့ရဲ့တွဲဘက်ပေါ့နော်ပါတနာ boyfriend girlfriend သူ့ရဲ့ဒီ sign ပေါ့ဇိုတစ် sign က libra လို့သာဖြစ်နေကြလို့ရှိရင်သူတို့ဟာ opposite sign ဖြစ်နေတဲ့အတွက် match မဖြစ်ဘူးပေါ့ဓမ္မဘေးရင် လောကမှာလေကြားဘူးကြမယ်ထင်တယ်ပေါ့နော်ရှိတယ်ပေါ့နော်အိမ်တောင်ဘက်ရှာတဲ့နေရာမှာပဲဖြစ်ဖြစ်စီးပွားဘက်ရှာတဲ့နေရာမှာပဲဖြစ်ဖြစ် စောင်းပုတ်လေးလိုပုံစံမျိုးနဲ့ထွက်ထားတာလေးတွေရှိတယ်ပေါ့နော်ပြောရရင်ပါဥတာစိန်ပန်းဒန်းလှကိုရှာတဲ့အဲ့ဒီဟာကတော့အိမ်ထောင်ဘက်လို့ထင်တာပဲဆရာမလည်းအဲ့ဒီဘက်တရားသိကျွမ်းကျန်းခြင်းကြီးမဟုတ်တဲ့အခါကြတော့အဲ့ဒါတော့အိမ်ထောင်ဘက်လားစီးပွားဘက်လားတော့သိမသေးချာဘူးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဆိုတာကိုပြောချင်တာဥတာ တတွဲစိန်ပန်းတတွဲတန်းလှပေါ့နော်တကယ်လို့ကိုယ်အိမ်တောင်ဘက်ကိုဖြစ်ဖြစ်စီးပွားဘက်ကိုဖြစ်ဖြစ်ရှာကျင်ရဲ့အတားလေးတွေအတူကောက်မှတ်တဲ့နီလန်းလေးတွေပေါ့အုတ်တာဆိုရင်တင်းကုနေနဲ့ဘာနဲ့နော်စိန်ပန်းဆိုရင်ဘာနဲ့ဘာနဲ့တန်းလှဆိုရင်ဘာနဲ့ဘာနဲ့အဲ့လိုပုံစံမျိုးလေးပေါ့နော်အတားဟာတွဲဘက်တည်းတဲ့တကယ်လို့ကိုယ်အိမ်ထောင်ပြုမယ်ပဲဖြစ်ဖြစ်စီးပွားဘက်လောက်တာပဲဖြစ်ဖြစ် ဲ့လိုမျိုးလေးတွေကိုနဲ့တွဲဘက်ကိုရှာပြီးလှုပ်လို့ရှင်ရင်အိမ်တောင်ရေးမှလည်းဒါအဆင်ပြေတယ်စီးပွားရေးမှလည်းအဆင်ပြေတယ်အဲ့လိုပုံစံမျိုးလေးတွေကိုပြောချင်တာပေါ့နော်သူနေနံအလိုက်ကိုသူကတွဲလို့ရှင်ပိုကောင်းတယ်လို့ပြောတာပေါ့ဒါပေရင်လောကကြီးမှာပေါ့နော်ဒီအနောက်တိုင်းလောကကြီးမှာလည်းဒီလိုပဲဒီ airy ဆိုလို့ရှိရင်သူ့ရဲ့ opposite sign ရှိတယ်ခုနလိုမျိုးပေါ့မိဖက်မဟုတ်တာအိမ်တောင်ဘက်မဟုတ်တာ အဲ့လိုပုံစံမျိုးတွေပေါ့နော် Aries ဆိုလို့ရှိရင်သူ့ရဲ့ opposite sign က Libra သူ့ရဲ့တွဲဘက်မဟုတ်ဘူးဆိုတော့ခုနတီမလာမေးတဲ့ client ဟာတကယ်လို့များမိန်းကလေးဖြစ်ဖြစ်ရောက်ရယ်မိန်းကလေးက Aries ယောက်ျားလေးက Libra ဖြစ်ခဲ့မယ်မိန်းကလေးက Libra ဖြစ်ခဲ့မယ်ယောက်ျားလေးက Aries ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လေသူတို့ဟာဒါ opposite ဖြစ်နေတဲ့အတွက်အိမ်တောင်ဘက်တီး ဖြစ်လို့တော့မရဘူးလားမင်းရတယ်ဒါပြိပခာတွေဖြစ်နေမဲ့ဒါအိမ်ထောင်ကြီးကမကြခဏပြိပခာမျိုးတွေအဲ့လိုမျိုးတွေကြုံနေရတဲ့အနေထားတွေရှိတတ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီဟာတွေကြောင့်များလက်တလုံးမှာလည်းပြိပခာတွေဖြစ်နေတာလားကိုကအဲ့ဒီအချက်တွေလည်းထည့်သွင်းပြီးတော့စဉ်းစားလို့လည်းရလာပြီပေါ့နော်နောက်တစ်ချက်ကသူတို့ရဲ့ယာတီတွင်ဘွားတွေတကယ်လို့သူဟာလီဘရာမဟုတ်ပဲနဲ့ဥပမာအားဖြင့်ပေါ့နော် ခုနသူ့ရဲ့တွဲဘက်ကလီဗရာမဟုတ်ပဲနဲ့ထာရပ်ဖြစ်နေတယ်ဆိုပါစို့သူတို့ရဲ့ပင်ကိုဗီဇာဆက်ရိုက်တွေရှိတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ပင်ကိုဇရိုက်တွေကြည့်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့ Aries တွေอ่ะပေါ့နော်ဒီ negative side ဘက်မှာသူတို့ဟာကောင်းပါတယ်အငင်းတန်တယ်အဲ့ဒီပုံစံမျိုးတွေရှိတယ်ဒီ Charles တွေကြတော့သူတို့ရဲ့ negative side ဘက်မှာဆိုလို့ရှိရင်သူတို့ဟာလက်ပေါက်ကတ်တယ်ပေါ့နော်ပြောရလို့ရှိရင် တခါလေးကြာရင်စကားပြောတဲ့နေရာဒီမှာကတိကပ်ဖဲ့နိုင်တယ်။ဟိုလက်ပေါက်ကတ်တဲ့စကားပြောရတာအဲ့လိုပုံစံမျိုးတွေပေါ့။အဲ့တော့သူဒါကဥပမာအနေနဲ့မဟုတ်လို့နည်းနည်းပဲပြောတာပေါ့နော်။ဆရာမနောက်ဗီဒီယိုတွေနောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းသူတို့တွေရဲ့ယာတိခွင်တွေတစ်ခုချင်းစီရဲ့အကြောင်းတွေကိုလည်းတည်တည်ချာချာပြောပြပေးသွားမှာပေါ့နော်။ဒါကတော့လက်တလုံးမှာကဒီကတ်တွေကိုချိတ်ဆက်ပြီးဟောတာကို ပြောနေတဲ့အတွက်ကဒီလောက်ပဲပဲပြောပြမယ်ပေါ့နော်။ ဆိုတော့သူတို့ရဲ့ပင်ကိုဗီဇစရိုက်တွေကိုကြည့်ခဲ့လို့ရှင် negative တွေဘက်မှာပေါ့နော်သူတို့ဟာကောင်းပါတယ်အငင်းတန်တယ်သူကြတော့စကားပြောရင်လက်ပေါက်ကတ်တယ်ကတ်တိကတ်ဖက်နိုင်တယ်ဆိုတော့အဲ့ဒီဟာကိုကြည့်ခြင်းအပြင်ခုနသူတို့ရဲ့ relationship မှာပြဿနာတွေဖြစ်နေတယ်နှစ်ဦးနှစ်ဖက်ကသဟဇာတာမဖြစ်ဘူးလို့ဟိုပြဿနာတွေရှိလို့လာပြီးတော့မေးတဲ့အခါပေါ့နော်အဲ့ဒီပြဿနာတွေကသူကဒါကိုပြနေတယ် ဒီနှစ်ဦးနှစ်ဖက်ကတဟဇာတာမဖြစ်ဘူးအဲ့ဒီအချိန်မှာဘာကြောင့်တဟဇာတာမဖြစ်ဘူးလဲဆိုလို့ရှိရင်ဒီနေရာတွေမှာသွားကြည့်လိုက်လို့ရှိရင်လည်းသိနိုင်တယ်ဘယ်နေရာတွေမှာ သူတို့ဟာတဟဇာတာတွေမဖြစ်နိုင်ဘူးလဲဘယ်နေရာတွေမှာညှိယူရမလဲဘယ်နေရာတွေမှာတယောက်နဲ့တယောက်ဒါဟိုအတိုးလျှော့လို့ရမလဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီအဲ့လိုပုံစံမျိုးတွေပေါ့သူ့ရဲ့ပင်ကိုဗီဇစရိုက်ကိုပြလို့ရှိရင်အငင်းတန်တဲ့ ကတိကဖဲ့နိုင်နေဆိုတဲ့အခါကျတော့စကားတခွန်းကိုစကရီလူကြပြီးစကနိုင်လူကြပြီးဆိုရင်နှစ်ယောက်စလုံးကအဆင်မပြေတော့ဘူး။ဘာလို့ဆိုသူတို့ရဲ့ပင်ကိုဗီဇစရိုက်တွေကိုမှကဒီလိုတွေပြနေတဲ့အခါကျတော့တယောက်ကလည်းအလျှော်မပေးတယောက်ကလည်းအလျှော်မပေးအဲ့လိုပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာပြဿနာတွေကတိတိယနီကြီးသွားတတ်တဲ့အနေအထားမျိုးတွေဒီမှာကသူကပြတယ်တယောက်နဲ့တယောက်သဟဇာတာမဖြစ်ဘူးတဲ့ ဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့အခါသူတို့ရဲ့ဆိုဒီဇိုင်းတွေကိုတွားပြီးချိတ်ဆက်တဲ့အခါသူတို့မှာအဲ့ဒီဗီဇာတွေရှိနေတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ relationship ကိုရေရှည်ခြင်းနဲ့ဆိုလို့ရှိရင်เนาะဒါကတယောက်နဲ့တယောက် balance ဖြစ်အောင်ညှိရမယ်ပုံစံမျိုးတွေရှိတယ်ပေါ့နော်တယောက်နဲ့တယောက်တကယ်ချစ်ကြပြီဆိုလို့ရှိရင်เนาะ short ပေးတင်တာပေးတယောက်နဲ့တယောက်သူတခါ short and short ကိုတခါ short and short အဲ့လိုပေါ့အတိုး short လေးတွေနဲ့တွားမှဒါက relationship မှာပဲဖြစ်ဖြစ်အိမ်တော်ရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါရေရှည်ဆိုတာတိဆောက်လို့ရတယ်ပေါ့အမြဲတမ်းသူနိုင်ကိုနိုင်ကြီးပဲလိုချင်ကြတယ်ဆိုလို့ရှိရင်တော့ဒါကဒီ relationship မှာတည်းမဟုတ်ဘူးတခြားဟာတွေမှာလည်းဘယ်နေရာမှအစင်မပြေနိုင်ဘူးပေါ့နော်ဘဝမှာအတိုးလျှော်လောက်ရတဲ့နေသားလေးတွေကလည်းရှိတယ်ပေါ့ညမဆရာမကအခုပြောချင်တာက chero တွေမှာဒီလိုမျိုးဇိုတစ်ဆိုင်နေနဲ့တွားပြီးတော့ချိတ်ဆက်ပြီးတော့ ောတဲ့နေရာမှာဆိုလို့ရှိရင်ဒီလိုသူတို့ရဲ့ပင်ကိုဗီဇာစရိုက်တွေသူတို့ရဲ့ဒီအနေအထားတွေကိုတိထားတဲ့အခါဆိုလို့ရှိရင်ဒီပြဿနာရဲ့အခြေခံတွေကိုကိုကပြောနိုင်တယ်သူတို့ရဲ့ပင်ကိုဗီဇာစရိုက်အဖြစ်နင်တို့ဟာဒီစရိုက်တွေကြောင့်ဒီလိုဖြစ်နေတယ်ဆိုတာမျိုးလေးတွေလည်းကိုကပြည့်ပြည့်စုံစုံပြောလို့ရတယ်ပြဿနာရဲ့အခြေခံအရင်းမြစ်ကိုလည်းရှာလို့ရတဲ့ပုံစံမျိုးပေါ့နော်ဒီကတ်တွေအကုန်လုံးကိုဆီယာမချိတ်ဆက်ပြီးတော့အခုပြန်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် ဒါကပြဿနာအခြေခံဒါရီယာပြဿနာဖြေရှင်းပြီးဆိုပြီးတော့ဆီယာမထဲရိုနဲ့ oracle card ကိုသုံးတယ်နောက်ပြီးတော့ထပ်ပြီးတော့ဒီဆိုတစ်ဆိုင်ကိုပါကိုကထက်ပေါ့နော်အဲ့လိုအဲ့လိုမျိုးတွေအကုန်ချိတ်ဆက်ပြီးဟောတဲ့အခါမှာ ပြောပြချင်တာကတော့ relationship မပြေလည်ဘူးဘလို့လုံးရမလဲတယောက်နဲ့တယောက်အဆင်မပြေကြဘူးပြဿနာတွေခဏခဏတက်တယ်အဆင်ပြေခြင်းနဲ့အဲ့လိုမျိုးတွေမေးရင်ကိုက ဒါမျိုးလေးပေါ့ပြဿနာရဲ့အခြေခံကိုရှာမယ်သူတို့ဘာဖြစ်နေလဲရှာလိုက်တဲ့အခါမှာသူတို့က balance မဖြစ်ဘူးတယောက်နဲ့တယောက်တဟဇာတာမဖြစ်ဘူးเนาะဒီတဟဇာတာ ဖြစ်ဖို့အတွက် justice တခုလိုနေတယ်အဲ့ဒီ justice တွေကလည်းသူတို့ကိုယ်တိုင်ပဲပေါ့เนาะပြောရလို့ relationship ဆိုတဲ့အခါကြတော့ပေါ့ဆိုတော့အခါကြတော့ဒီလူနှစ်ယောက်ကတဟဇာတာမဖြစ်ဘူးလို့ပြဿနာရဲ့အခြေခံအရင်းမြစ်ကိုသူကပြောတယ် အဲ့တော့ပြဿနာရဲ့ဖြည့်ရှင်းနည်းကဘာလဲဆိုရင် तू က balance ကိုပြတယ်ဖြည့်ရှင်းမှာတဲ့ဟို balance ကြကြဖြည့်ရှင်းမှာတဲ့တယောက်နဲ့တယောက်အလျှော့တင်ဒီလိုကစားတဲ့ပုံစံမျိုးလေးပေါ့နော်လိုလေး infinity လိုပုံစံမျိုးလေးပြနေတဲ့အခါကျတော့တယောက်နဲ့တယောက်အလျှော့တင်လေးရင်းနဲ့ balance မြတ်မြတ်တတဖြည့်ရှင်းမှာတဲ့အဲ့ဒါကဖြည့်ရှင်းနည်းကို तू ကပြတယ်အဲ့ဒီချိန်မှာ oracle ကနဲ့ထပ်ပြီး တုံးပြီးတော့ပြဿနာရဲ့အခြေခံကိုဘာကြည့်လိုက်လဲဆိုတဲ့အခါကျမပြေလည်ဘူးပြဿနာတွေတက်နေတဲ့တယောက်နဲ့တယောက်အစင်မပြေဘူးပြိပခါတွေဖြစ်နေတယ်ဘာအတွက်လဲဒီမှာသူ့ရဲ့ပြဿနာပြောထားတယ်သူတို့ဟာတယောက်နဲ့တယောက်ကသဘောထားချင်းတွေကမတိုက်ဆိုင်ဘူးမိသားစုဘဝတိဆောက်ခြင်းနဲ့လူနဲ့မိသားစုဘဝကိုမလိုချင်မဲနဲ့ဒီရေရှည်ဒီ relationship ကိုပဲတိဆောက်နေခြင်းနဲ့လူနဲ့လည်းဖြစ်ချင်းဖြစ်နေမယ်အိမ်တော်ရေးမှလည်း ာသမီတွေမွေးဖွားပြီးတော့မိသားစုဘဝတိဆောက်လို့ခြင်တဲ့လူနဲ့လောလောဆယ်နှစ်ယောက်တည်းတကဘာတိဆောက်ခြင်တဲ့အနေအထားမျိုးတွေဖြစ်ခြင်းဒါပြည့်တနာရဲ့အခြေခံတွေပေါ့နော်ဒါကတော့သူအဲ့လိုပြရတဲ့ပုံစံပေါ့အဲ့တော့ဖြည့်ရှင်းနေရပါလေဒီဘက်မှာထပ်ကြည့်လိုက်တယ်ဆိုလို့ရှိရင်မြတ်မြတ်တတဒီလိုမျိုးတယောက်နဲ့တယောက်ရာရာကို balance မြတ်မြတ်တတဖြည့်ရှင်းနိုင်ရင်ဖြည့်ရှင်းနဲ့မဖြည့်ရှင်းနိုင်ရင်တော့ဒီ relationship ကဒါ မှန်ကန်တဲ့ relationship ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်တဲ့ဒီ relationship ကအချိန်မကြသေးတဲ့ relationship လည်းဖြစ်ချင်းဖြစ်မယ်ဆိုတဲ့ပုံစံမျိုးอ่ะဘောနောလမ်းခွဲသိရင်လည်းလမ်းခွဲဆိုတဲ့ပုံစံမျိုးပြောချင်တယ်အဲ့တော့အဲ့ဒီဟာတွေရဲ့ဖြစ်နေတဲ့အချိန်မှာဒီလူနှစ်ယောက်ကဘာကြောင့်များဒီလိုတွေတယောက်နဲ့တယောက်ပြိပခါတွေသဘောထားချင်းမတိုက်ဆိုင်နေရတာတွေကိုဖြစ်နေရလေနောက်ထပ်ပြီးဘယ်လိုမျိုး သူတို့ကိုညှိပေးပေးနိုင်စရာရှိလဲဆိုပြီးတော့ဒီ zodiac sign ဘက်မှာသွားထပ်ကြည့်တဲ့အခါမှာသူတို့ရဲ့ character တွေကိုမြင်ရမယ်သူတို့ရဲ့ character တွေကိုအ short တင်းအညှိနိုင်လှုပ်ပေးဖို့เนาะအတိုး short လှုပ်ပေးဖို့မြင်ရတယ်ပေါ့เนาะခုနလူမျိုးဆ iam မပြောသလိုမျိုး opposite sign ဖြစ်နေသလား sign မတည့်တဲ့ဟာတွေဖြစ်နေတဲ့အခါကျတော့လေ match မဖြစ်တဲ့အခါကျတော့ပေါင်းစည်းလို့မရတဲ့ sign တွေများဖြစ်နေသလား ဒါမှမဟုတ်သူတို့ရဲ့ပင်ကိုဗီဇစရိုက်တွေမှာဘလို့စရိုက်တွေရှိနေလို့သူတို့ကဒီလိုတဟစာတာမဖြစ်ရတာလေအဲ့ဒါမျိုးတွေအကုန်လုံးပေါင်းပြီးတော့အပြေထုတ်ပြီးတော့နောက်ဆုံးပေါ့နော်ဒါနောက်ထပ်နီလန်းနီလန်းနေလည်းရှိသေးတာပေါ့ကိုယ်ရီဂျူရီရှိမယ်စပယ်ဝတ်တွေရှိမယ်အဲ့ဒါလေးတွေနဲ့သူတို့ကိုအဆင်ပြေအောင်လုပ်ပေးနိုင်တာတွေရှိမယ်သူတို့ရဲ့ဒီဘတ်ချက်တွေကိုတွက်ပေးပြီးတော့ဘယ်ဂျိုးကနေဘယ်ဂျိုးဘယ်ထဲမှာရောက်နေတဲ့အတွက်ဘယ်ချိန်မှာဘလို့ဟာမျိုးတွေ ဘယ်လိုလှုပ်သင့်နေဘယ်လိုဟာမျိုးအဲ့ဒါမျိုးတွေလည်းရှိမှာဒါကတော့နောက်ထပ်ကျေလာတဲ့ပညာရက်တွေပေါ့နော်ဒီနေ့အဖိုးကပြောချင်တာကတော့ဒီလိုတွဲဆက်ပြီးတော့ကတ်တွေဟာအသုံးပြုလို့ရတယ်ဆိုတာကိုပြောချင်တာ astrology ဘက်မှာဒီဆိုင်တွေဟာလည်းတိထားသင့်တယ်ဆိုတဲ့အကြောင်းဆရာမကပြောချင်တာပေါ့နော်ကိုချယ်ရိုကို professional အနေနဲ့ reader တယောက်လုပ်မယ်ဆိုလို့ရှိရင် အကုန်လုံးတွဲဆက်ပြီးတော့ပြောနိုင်ဟောနိုင်လို့ရှိရင်တော့ဒါ ကိုယ့်ရဲ့ client အတွက်လည်းကောင်းမွန်တည်ကြတဲ့အဖြေတွေကိုဟာထုတ်ပေးနိုင်တဲ့အနေအထားရှိရပေါ့နော်အဲ့ဒီဟာအတွက်ကြောင့်တွဲသုံးသိနေလို့ဆီယာမကတော့ထင်တယ်ပေါ့အဲ့ဒါကြောင့်ဒီနေ့ဖို့ကတော့ပေါ့နော်ဒီ tarot card တွေ oracle card တွေနဲ့အတူတူဒီ astrology ဘိုင်းကဒီဆိုတစ်ဆိုင်တွေကိုတွဲသုံးတဲ့နီးလေးကိုဆီယာမပြောပြပေးတာဖြစ်တယ်နောက်နေ့နောက်နေ့တွေဆိုလို့ရှိရင်တော့ဆီယာမကဒီတက္ကချင်းစီရဲ့ပေါ့နော် ဒီ Aries တို့ဒီ Taurus တို့ဒီတကတ်ချင်းစီရဲ့ character တွေဂျိုတွေ dressing တွေအဲဘလို့ရှိတဲ့ဆိုတာတွေအဲ့တကတ်ချင်းစီရဲ့အကြောင်းလေးတွေကိုဆီယာမပီရီကိုတပုတ်ချင်းစီတပုတ်ချင်းစီနဲ့တင်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ရှိ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 မှာတော့လည်းပထမအဦးဆုံး cherry သင်္ကန်းစာတွေတင်ပေးတယ်နောက် reverse တွေပြောပြတယ် crystal တွေအသုံးပြုတယ်ဒီ energy တွေအကြောင်းနေဆီယာမပြောပြခဲ့တယ်ဒီ Oracle ကတ်တီအကြောင်းပြောပြခဲ့တယ်ဆိုတော့အခုဒီနေ့ဗီဒီယိုကိုကြည့်လို့ရှိလို့ရှင်ပေါ့နော်ကတ်တီကိုဘယ်လိုတွဲဆက်ပြီးအသုံးပြုလို့ရတယ်ဆိုတာလေးကိုတော့ဒါသဘောပေါက်သွားလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ပေါ့နော်ဂျေရိုဟောတဲ့နေရာမှာထဲရိုတစ်ခုထဲတထုပ်ထဲကိုသုံးတာထဲအဲ့လိုပေါ့ Oracle တွေတွဲသုံးမယ်ဒီ Zodiac Sign တွေတွဲသုံးမယ်နောက်ပြီးတော့ ခရစ်စတယ်ရဲ့ energy တွေ reader လောက်တဲ့လူရဲ့ energy တွေအကုန်လုံးပေါင်းစပ်ပြီးတော့ဟောပြောတယ်ဆိုလို့ရှင်တိကျမှန်ကန်တဲ့အဖြေတွေကိုကိုယ့်ရဲ့ client ကိုပေးနိုင်တဲ့အခါသူတို့အတွက်လည်းကြုံနေရတဲ့ပေါ့နော်အခက်အခဲပြဿနာတွေကိုဖြေရှင်းပေးရလဲရောက်တယ်ပေါ့နော်သူများကိုကုညီရလဲရောက်တဲ့အနေထားပေါ့နော်ဆ ्याम ကဒီ chair ကိုဟောတယ်ဆိုတာသူတစ်ပါးကိုကုညီခြင်းလို့ပေါ့နော်လောကကြီးမှာ ကျင်လဲရတဲ့အခါမှာဆိုလို့ရှင်ဒါအခက်အခဲတွေကတော့ရှိကြတာပဲเนาะခန္ဓာအတီးတီးမှာပေါ့เนาะ relationship တွေမှာရှိမယ်စီးပွားရေးလူမှုရေးတွေအခက်အခဲတွေမှာရှိလို့ရှင်လူတွေဟာကိုယ့်ရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့နီလန်းလေးတွေကိုရှာတက်ကြတယ်ပေါ့เนาะအဲ့ဒီခါမှာကိုဟာသူများကို ကိုတက်တဲ့ပညာလေးနဲ့ဒါဖြည့်ရှင်းမှုလေးတွေလုပ်ပေးနိုင်ရင်လည်းဒါလည်းကုသိုလ်တစ်မျိုးပဲပေါ့เนาะအဲ့ဒါကြောင့်လည်းဒီဆ iam ရဲ့ channel လေးမှာ ဆရာမတတ်သမျှပေါ့နော်ဒီပညာလေးတွေကိုမျှဝေနေတဲ့သဘောပေါ့နော်ဟိုကိုယ့်ထက်သိတဲ့တတ်တဲ့တော်တဲ့ဆရာကြီးတွေလည်းအများကြီးရှိကြပါတယ်ဆရာမကတော့ဒါအများကြီးသိလို့တတ်လို့လည်းမဟုတ်ပါဘူးကိုယ်သိတလောက်တတ်တလောက်လေးကိုမျှဝေနေတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဆရာမရဲ့ဗီဒီယိုလေးတွေဟာကြည့်တဲ့လူတွေအတွက်လည်းဟိုလုံလောက်တဲ့အထောက်အပံ့လေးတွေဖြစ်နိုင်မယ်လို့တော့လည်း မျောလင့်ပါတယ်ပေါ့နော်ဖြစ်လဲဖြစ်ကြပါစီပေါ့နော်သိလိုတာလေးတွေရှိလို့ရှင်လေဒီဗီဒီယိုလေးတွေအောက်မှာ comment လေးတွေလာရေးပြီးတော့မေးနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးကိုတော့ဆရာမဒီမာဒီမဲရက်ပါပြီနော်ဆဆရရအစဉ်ပြေကြပါစီရှင်ဒီကောင်းကြမှာကြပါစီရှင်